မင်္ဂလာပါ social space entertainment ကပြားနဲ့စီမျောကဏ္ဍကနေပြန်လဲကြိုဆိုလိုက်ပါတယ်အခုတစ်ပတ်ကပြားနဲ့စီမျောကဏ္ဍမှာရွတ်ဆိုဖို့ရွေးချယ်ထားတဲ့ကပြားဆရာတော့ဆရာလာတန်းဖြစ်ပါတယ်အမြင့်ရလာတန်းဖြစ်ပြီးစစ်မှုထမ်း electronic ကျွမ်းကျင်သူဖတ်ခင်တဲ့စမတက်တော်လဲအမှတ်သားကောင်းပြီးခန်းစားမှုအကောင်းသူ မိခင်တို့မှ1963ရန်ကုန်မြို့မှာမွေးဖွားခဲ့ပါ ဝေချင်းရှိရောင်းနဲ့ဒုတိယသားကြီးဖြစ်တယ်။ငယ်စဉ်ကစပြီးစာဖတ်ခြင်း၊သချင်းနားထောင်ခြင်း၊ပကြီးရေးခြင်း၊ဂီတာတီးခြင်းနဲ့ရုပ်ရှင်ကြည့်ခြင်းတို့ကိုအရသာတွေ့ခဲ့တယ်။ကြပြဖတ်ခြင်း၊ကြပြရေးခြင်းကိုဘဝရဲ့တသက်တာအလို့အဖြစ်ခံယူထားသူဖြစ်ပါတယ်။၂၀၀၀နှစ်မှာတော့စာတင်ပြသူဆရာမတူဦးနဲ့နှူးသဘောတူပေါင်းသင်းနေထိုင်ခဲ့ပါတယ်။စုလီလန်းဤရာဇဝင်ကြပြနဲ့စာပေလောကကိုစတင်ခြေချခဲ့ပြီး 1989ခုနှစ်ထုတ်ရနက်တဲ့မဂ္ဂဇင်းမှာဖော်ပြခြင်းခံရတဲ့အသေးကွဲပြီးနောက်သတင်းစကားကြပြနဲ့နာမည်ရလာခဲ့ပါတယ်။ထောင်ချက်1994နိုဝင်ဘာဟန်တစ်မဂ္ဂဇင်းဟန်တစ်မဂ္ဂဇင်းအေဒါအဖွဲ့ဤတနှစ်အတွင်းအကြိုက်ဆုံးကြပြဖြစ်တက်မှတ်ခံခဲ့ရပါတယ်။လက်1998ဩဂုတ်ရနက်တဲ့မဂ္ဂဇင်းမန္တလေးစာဖတ်သူများဤအကြိုက်ဆုံးကြပြစု နောင်ထမ်းရိတ်ညိုကြပြစုရရှိခဲ့ပါတယ်။အနေအထိုင် မတက်မှုများ1994ဇူလိုင် ရနက်တင်မဂဇင်းပြင်ဦးလွင်မှလူငယ်များကနှစ်သက်သဖြင့်ကြက်ငွေ3000ချင်းမြင့်ချင်းခံခဲ့ရပါတယ်။တောင်အမေရိကကိုသွားခြင်းတယ်2005ဒီဇင်ဘာရနက်တင်မဂဇင်း2006ပြင်မနာအလဲရိုးမှ ခပ်ပေါ်ကြပါစုရရှိခဲ့ပါတယ်။အာရှတိုက်ရတနေရာ2005ခုအောက်တိုဘာနှလုံးအိမ်မဂဇင်း2006ရွှေမြုတ်တီစာပေစုကြပါစုရရှိခဲ့ပါတယ်။ငါလဲတနေ့2006အောက်တိုဘာမဟေဒီမဂဇင်း ရှေဘုံမြို့ပန်းကပြာခစ်ပေါ်ကပြာစု ရရှိခဲ့ပါတယ်။ဖြောင်းချက်ပေါင်ချိန်ကြစုအဖြစ်ကြံမိကြံရညီမလေးစာတော့ကပြာများမှာထင်ရှားခဲ့ပြီးကပြာတရားနှစ်ကပြာဆရာကွယ်လွန်ခြင်းကပြာစာအုပ်ကို ကြည်မောင်တန်းအမည်နှင့်2009ခုနှစ်စက်တင်ဘာလတွင် ထုတ်ဝေနိုင်ခဲ့ကတော်ဖျားကလေးစာပေစုရရှိခဲ့ပါတယ်။2017ခုနှစ်မတ်လ27ကပ္ပကပြာနှစ်အထိမ်းအမှတ်အဖြစ် 2010မန္တလေးခေတ်ပေါ်ကဗျာစုဒုတိယအကြိမ်အတွက်တနစ်တာအတွင်အနှစ်သက်ဆုံးကဗျာစရာအဖြစ်လဲရွေးချယ်ခံခဲ့ရပါတယ်။ကြီမောင်တန်း၊နမိတ်ထွန်းတန်း၊စံတိုက်၊လိပ်ပြာတန်းတန်း၊ရံမခ၊မောင်တိတန်းစသည့်ကလောင်အမိခွဲပေါင်းမြောင်များစွာဖြင့်ကဗျာများကိုကြက်ကြက်ခံရေးသားခဲ့ပြီးကဗျာတွေရှင်ချင်းရင်ကဗျာစရာတေဖို့သာပြင်မီတော့ဆိုတဲ့ရခင်ကရေးခဲ့ဦးသောယခုတော့တေဖို့အစ်စ်ပြင်ထားရင် ရှင်မဲ့ကဗျာတွေရေးပြပါတယ်လို့ပြောခဲ့ဦးသူဖြစ်ပါတယ်။ 1990ကို2011ခုနှစ်ကာလများတွင်ကြောက်ကတ်ယောဂနှင့်ဆေးရုံသုံးချိန်တက်ခဲ့ရပြီး၎င်းယောဂဖြင့်၄ချိန်မြောက်ဆေးရုံတက်ပြီးနောက်ကြပြဆရာလာတန်းသည်2011ခုနှစ်အောက်တိုဘာ22ရက်တွင်ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ကြောက်ကတ်ယောဂဖြင့်ကွဲလွန်အနှိမ့်စရောက်ခဲ့ပါသည်အိမ်နံပါတ်36ရုံကြီးလန်းအိုးဘိုရက်ကွက်ကြည်မြနိုင်မြို့နယ်တွင်မိသားစုနှင့်အတူနေထိုင်ခဲ့ပြီးကွယ်လွန်ခြင်းတွင်အသက်48နှစ်ရှိပြီဖြစ်က ဇနီးနဲ့မွေးစားတတူကြံရက်ခဲ့ပါတယ်။ဆရာလာတန်းရဲ့အာရှတိုက်ရဲ့တနေရာဆိုတဲ့ကြပြောင်းကိုပြောဆိုမှဖြစ်ပါတယ်။ဒီတစ်ပတ်တော့ထူးစင်စင်တစ်ခုအနေနဲ့ဘော့ဆိုတော့စိုင်းလေးကိုဖိတ်ခေါ်တာပါတယ်။အာရှတိုက်ရဲ့တနေရာအမှန်တကယ်ဖွံ့ဖြိုးဆဲတိုင်းပြည်တစ်ပြည်ရဲ့ရွာမြို့တော်နဲ့ကီလိုမီတာ60ခန့်ဝေးတဲ့နေရာအဝေးပြေးလမ်းမကြီးရဲ့ပခုံးပေါ်မှာလေးတဲ့တိုက်တလုံးနဲ့ဖွဲ့စည်းထားတဲ့ရွာ အာရှတိုက်ရဲ့တနေရာလို့ဆိုပါစို့အဲ့ဒီရွာရဲ့အထမမြောက်အခန်းတစ်ခန်းထဲမှာအင်ဒိုနီးရှားလူငယ်၄ယောက်၂ယောက်ကညီအကိုဘင်္ဂလားဒေ့ရှ်လူရွယ်၁ယောက်ပြီးတော့ငါတို့၂ယောက်ဒါရဏပိယိတ်ကိုရန်ချန်းရောသချင်းဂျင်းပေါင်းပြီးဝါယာကျိုးကွေများနဲ့အမျိုးအမည်မသိအလှမွေးနှစ်နှစ်ကောင်တိုးတိမ်ထူထောင်လို့နေကြသူတို့ဘဝတွေဟာအရှိတောင်အရှကျွန်းဆွေပေါ်ကအကျန်းတဲ့ပစ္စည်းပစ္စည်းရတွေနဲ့ခက်ဆင်ဆင် နိုင်ဆက်တန်ကြောင့်အထိတ်တလန့်နိုးထအေးရင်မွားတဲ့မျက်လုံးထဲမှာနှင်းတွေအတုံးယုံကျနေတဲ့မနက်ခင်းရွာလေလန်းထိတ်မှာရေတံမှုကိုစီနဲ့အလုတ်ဆင်းဖို့အစင်သင်းဖြစ်နေပြီတနေကုန်မြို့တော်ကြီးစီကိုသွားမြင်မာတဲ့အဆောက်အုံခေါမိုးတွေကိုတက်သပင်းတွေအေးပျော်ကြမတက်နေအောင်အောက်မှာချွေးတွေတန်တွေနဲ့မချိမဆန့်အလုတ်လုတ်ကြအဲ့ဒီအလုတ်ကအသက်အန္တရာယ်နဲ့နှီးပေမဲ့ဝင်းမရှိတာလဲအသက်အန္တရာယ်နဲ့နှီးတာပဲလို့ဘင်္ဂလားဒေ့ရှ် တွေကမှတ်ချက်ချတယ်။နေဝင်ရင်တရောမှာကြောပေါ်အမောတွေထမ်းပြီးပြန်လာကြ။ရေချိုးကန်းကိုသူ့ထက်ငါဦးအောင်အလူအရက်တိုးခွေဝင်ကြ။ဒါဟာနိစ္စတူဝါကိစ္စ။ညကြ။တဆိုင်တည်းသောပင်လယ်စာဆိုင်မှာဒေတာရဲ့ရိုးရာထမင်းကျော်ကိုစာရင် စကားစမီဆိုကြ။ကျိုးပဲ့နေတဲ့ဘာသာစကားနဲ့ပါ။ပြီးတော့ကိုကာကိုလာဒပလင်းတောက်ရင်လေညင်းနံသင်းတဲ့ secret ကိုဖွာရှက်။ဂျဂွာကားစီးရဲ့နောက်ကိုပြေးလိုက်သွားတဲ့စိတ်ကူးတွေ။ တဘောင်းကျပါတယ်လေစားတော့ဆိုင်ကအပြန်လမ်းဘေးအများသုံးဖုံးကနေကိုတိုင်းပြီကို ဖုံးဆက်သူဆက်တိုက်ပေါ်ပြန်တက်ပြီးရေဒီယိုကိုနားထောင်သူနားထောင်နှစ်လကတွေ့ခဲ့တဲ့ပေါန်တန်းဖြူဖြူတယုံမာလေးတွေကိုစိတ်ကူးရင်သူကြီးအဲ့ဒါမှချက်ခံလိုက်ရတဲ့ဖိလစ်ပင်းအင်ဖော်မာလေးအတွက်ဂရုဏာသတ်သူသတ်နေရပြန်ပို့ခံဘီယန်နန်တွေအတွက်စိတ်မကောင်းဖြစ်သူဖြစ်ဖယားဝတ်ပြုတ်သူကပြုတ်တမယိုးကြလူအဖွဲ့စည်းငယ်လေးပါပဲ နေ့စဉ်နဲ့အမျှကျွဲလို့နွားလို့အလုပ်လုပ်ရအခက်မသိရင်ခွေးတွေဝက်တွေတည်သွားကြနဲ့ဆိုင်လာတဲ့စင်ရွန်းတွေကခုံထွက်ဖို့အလူရဲ့ကြိုးစားရင် အာရှတန်ဖိုးဆိုတာဘာလဲကွန်ပျူတာယဉ်ကျေးမှုဆိုတာဘာလဲအာရှကြားတွေထွားဆိုင်ဖို့အရေးခိုင်းနွားတကောင်လို့လှုပ်အားပေးခဲ့တာကိုပဲဂုံယူရမလားအာရှတိုက်ကြီးကတော့အပြိုပေါက်တယောက်လို ခြေတက်ဂျပန်ဥရောပနဲ့အမေရိကကိုမျက်စာပြစ်နေတယ်ပြန်လဲဆန်းစစ်ကြည့်တော့ ငါတို့ဟာစက်ယုံတယုံမဖြစ်နိုင်ခဲ့ငါတို့ဟာကုမ္ပဏီတစ်ခုမဖြစ်နိုင်ခဲ့ငါတို့ဟာဘန်ဒိုက်တစ်ခုမဖြစ်နိုင်ခဲ့ငါတို့ဟာဈေးခွက်တစ်ခုကိုမဖန်တီးနိုင်ခဲ့ငါတို့ဟာဈေးပေါတဲ့ကုန်ကြမ်းတွေသာဖြစ်တယ်အာရှတိုက်ရဲ့တနေရာမှာစရေကံဘဝများစွာငါတို့ဟာငြိမ်ငြိမ်မရနိုင်သေးပါဘူးကွာငါတို့ရဲ့ဘဝဟာဘာမှမသေးချာလှအဲ့ဒီလိုမသေးချာမှုတွေတဲကပဲသေချာတဲ့ဘဝကိုတိဆောက်ယူရတာတို့လူသားတွေရဲ့မိုးရပါတောင်းဝန်ပဲမဟုတ်လားဝတ်ကျွေးလည်းဖြစ်နိုင်ခုမှ ငါရဲ့ကိုပိုင်ကောင်းခင်မှာကြဲရောက်မိန်ပြပြမြင်ရယုံမဲ့ရှိပါလေတယ်။တခါတလေနန်ရံဘော်ကကပတ်မြေပုံကိုချစ်ရင်ငါလွမ်းနေပြီ။ငါလွမ်းနေခဲ့တာပီဇာနဲ့ဟမ်ဘာဂါတွေကိုမဟုတ်ဘူးဟတ်ရော့ကဖေးကိုမဟုတ်ဘူးနိုင်ငံကူးလက်မှတ်လိုအမည်ရတဲ့ဝီစကီပလင်းလှလှကိုမဟုတ်ဘူးအောင်လက်မှတ်တွေနောက်ကိုရှောက်လိုက်နေတဲ့ကျွန်းကျွန်းကိုမဟုတ်ဘူးမီရှယ်ရိုဆိုတဲ့ရုပ်ရှင်မင်းသမီးကိုမဟုတ်ဘူးငါလွမ်းနေခဲ့တာ ကံခေပေမဲ့ချစ်စရာကောင်းနေတဲ့တိုင်းပြည်တပီကိုပါလေပြင်းထန်တဲ့ကမ်းခြေကငါရဲ့ခြေတန်းရှိအိမ်လေးကိုပါအမျိုးသားကနိုင်ငံသားမှလေးဆိုပြီးရက်ကွက်ထဲမှာတချို့ဇနီးမယားတွေပါဇက်ရတာခံကြတာမျိုးအတွက်နဲ့တော့ဒီနေရာကိုငါဘယ်ထွက်လာပါမလဲမိအိုဖောင့်အိုတွေရှိနေစင်းမှာ အစဉ်ပြေပြေအကျွေးကင်းကင်းရှိနေစေချင်တာအတွက်ငါဆန္ဒတွေကိုကွက်မြတ်ခဲ့ရတာမိသားစုနဲ့အိမ်ကိုခွဲခွာခဲ့တငယ်ချင်းများနဲ့တိုင်းပြည်ကိုခွဲခွာခဲ့ အဲ့ဒီအတွက်ရမယ်ဆုလက်ဟာစင်ကာပူကဂျိန်တန်မျိုးတော့မဟုတ်တန်ရအတမတက်နေတဲ့လက်နဲ့ပြက်ကြိန်ပေါ်ကနေတွေကိုရေတွက်ရင်လင်းရင်မြန်တွေကိုမြင်ရင်အိမ်ပြန်ကျင်တယ်လို့ညီးမိဒါပေမဲ့သူ့ဝင်နဲ့ရှံမဟုတ်တော့ခုတော့အာရှကြားလို့ရေပါဆက်သေးကအမဲသားတစ်ဖက်သွားချညက်ခဲရင်ခွင့်လို့ပါဒါဒန်နာကြီးမဟုတ်ပါဘူးအာရှတိုက်ရဲ့တနေရာက မြုံနေတဲ့အနာတွေပါရင်းနေတဲ့အနာတွေပါ 沙特。